အဲအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့တော့အာကျွန်တော်မွေးနေပါအဲ့တော့ကျွန်တော်မွေးနေအနေနဲ့ဒါထူးထူးခြားခြားလေးဖြစ်သွားအောင်အဲကျွန်တော်ထုတ်မပေးဖြစ်တာကြာပြီဖြစ်တဲ့ဘာယံပွဲကိုဒီနေ့ပြောပြပေးသွားမှာဖြစ်တယ်အဲကျွန်တော်ဘာယံပွဲဒီမပေးတာကြာလာနေပြီဒီမှာလားဂျားထဲမှာကျွန်တော်လင်္ကာ6ပတ်လောက်ရှိပြီထင်တယ်ကျွန်တော်ဘာယံပွဲကိုမပေးဘူးအဲ့တော့ဒီနေ့တော့ဟိုကျွန်တော်ညီကိုတွေကိုကျွန်တော်ရဲ့မွေးနေ့ ဒါအမှတ်တရအနေနဲ့ဒါညီကိုဒီတောင်းဆိုနေတဲ့ဘိုင်ယန်ပွဲကိုဒီနေ့ဒီမှာပြေးမှာဖြစ်ပါတယ်အဲ့တော့မွေးနေ့ကတော့ထူးထူးဆန်းဆန်းပဲဖြစ်သွားတယ်ဒီနေ့မွေးနေ့မှာကျွန်တော်ဝန်၅သိန်းတိုင်ရိုက်ခံရရပါတယ်အဲ့တော့ဟို immigration နဲ့ကျွန်တော်နဲ့နားလည်မှုလွဲပြီးတော့အဲကျွန်တော် overstay ဆယ်ရက်ဖြစ်သွားတယ်အဲကျွန်တော်အမှန်တမ်းပြောရင်၁၇ရက်ပိုင်း၂၈ရက်နေ့ကကျွန်တော် visa တက်တန်းကုန်တာအဲ အဲ့ဒါကျွန်တော်က immigration ကစီးဖို့ booking ပေးလိုက်တယ်ကျွန်တော် booking ရက်မှာသွားတယ်အဲ့မှာနားလည်မှုတွေလွဲပြီးတော့ကျွန်တော် visa က10ရက်လွန်သွားတယ်အဲ့တော့ဒီနေ့မွေးနေ့အမှတ်တရကိုရီးယားလာဝကကကျွန်တော်ဝန်9သိန်းညမာဝင်နေဆိုရင်14သိန်းလောက်ကျွန်တော်ဒါညချွတ်လိုက်ပါတယ်အဲ့တော့ဒါကတော့မွေးနေ့အမှတ်တရမွေးနေ့အမှတ်တရတော့သိမကောင်းဘူးတကယ်ဟာတိုင်းပြောင်းတိုင်းရိုက်ခံလဲအဲ့တော့ထားပါအဲ့တော့အဲ့တော့ဘာရန်ပွဲပြောမယ်ပေါ့အဲ့တော့ ကျွန်တော်တို့ဘိုင်ယန်နဲ့စပိုတင်းနဲ့တွေ့တယ်ဘိုင်ယန်ကနေပြီးတော့2ပလတ်45စားပေးတယ်ကိုပေါင်းကြီးကကျွန်တော်တို့သုံးလုံးကို55ပြားရှုံထားပါသုံးလုံး50ရှုံပါပဲအဲ့တော့ဘိုင်ယန်ဒီဒီမှာပြောစရာရှိရကဘိုင်ယန်ဒီခုနောက်ပိုင်းကျန်တဲ့အသေးအနီနဲ့မတူတော့ဘူးဘိုင်ယန်ကြီးဖမ်းရတာနည်းနည်းလေးခက်လာတယ် ရှင်းပြန်ဘိုင်ယန်တီကုနောက်ပိုင်းကြီးအောင်မှာများတဲ့အတွက်ဘော်ဂီစီဘိုင်ယန်ကိုကြီးတွေအရန်ပြုတ်လာတယ်အဲ့တော့ကြီးတွေအရန်ပြုတ်လာအချိန်မှာတချို့ကမျက်စိလည်းလမ်းမာပြီးတော့ကျွန်တော်ပြီးခဲ့ဘက်က130ရှုံးစီဘက်ကန်တဲ့လူတွေရှိတယ်အဲ့တော့၃လုံး80စားတွေပါပဲ9အောက်ပြီးတဲ့လူတွေပါရှိတယ်ဒါပေမဲ့ဘိုင်ယန်တီဘာကြောင့်အဲ့ဒီလူကြီးပြုတ်လာတာလဲလို့မေးရင်ကြီးအောင်တာများလာလို့ပဲကုနောက်ပိုင်းဘိုင်ယန်တီ၄လုံး20စားတွေ၄လုံး30စားတွေကိုပေါင်ကြီးတွေကိုမပြီးတော့ဘူးအဲ့ဒီအစား၃လုံးတကြီး၃လုံး90ရှုံး အဲလေးလုံး80စား၃လုံး80စားအာကြီးနဲ့ပွဲတောင်ပေးသေးတယ်။ဟိုတနေ့က၃လုံးကို10ရှုံးတရည်ဒီပေးတယ်။အဲ့တော့ကြေးကိုပြောင်းပြန်လှည့်ပလိုက်တယ်ဘာရန်ရဲ့အနေထားဖြစ်တယ်။အဲ့တော့ဒါကတော်တော်စိတ်ဝင်စားစရာကောင်းပါလေ။ဟိုအဲ့တော့ကိုလက်ရှိဒီနေ့ညမှာဘာရန်က2ပလက်ကို55စားပေးတယ်။ဟုတ်ပြီဘာရန်က2ပလက်55စား။ဘာရန်နှစ်ကိုပြတ်မှလားလို့မေးရင်မတိကြတော့ဘူး။ဘာကြောင့်မတိကြတယ်လဲလို့မေးရင် ဘာယန်ရဲ့အနောက်တန်းကနောက်ဆုံး၅ပွဲမှာ၄ပွဲတိဂိုးပေးထားရတာဘာယန်ဒီခုနောက်ပိုင်းအသင်းမအောင်မင်းနဲ့ဂိုးဘောဘာကြောင့်အောင်တယ်လဲလို့ပြောရင်နောက်တန်းတိဂိုးပေးလာလို့ပဲအသင်းကလည်းအောင်ပါတယ်ဒါပေမဲ့ဂိုးဘောကပိုးအောင်တယ်ဘာကြောင့်လဲဘာယန်ဒက်ဖန့်ဒီကျွန်တော်တို့တိတိကျကျသာနောက်ပွဲတွေမှာဂိုးပေးလာရတယ်ဒါကနောက်ဆုံး၅ပွဲမှာ၄ပွဲဂိုးပေးထားတာကိုကြည့်ရင်ဘာယန်ရဲ့နောက်တန်းတော်တော်လေး ချားလာတယ်စိုးရင်စရာကောင်းလာတယ်ကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘိုင်ယန်က2ပလက်မှာကျွန်တော်တို့က45ပဲစားမယ်အဲ့တော့အမှန်တမ်းပြောရင်ဘိုင်ယန်အသင်းကစပိုတင်းတို့အသင်းမျိုးကိုဂိုးမပေးရဘူးဆိုတာမလွယ်ဘူးယူနီယံဘာလင်းတို့စိန်ပေါ်လီတို့ဖရိုင်ဘတ်တို့ကိုဂိုးပေးထားရတဲ့အသင်းတစ်သင်းအနေနဲ့စပိုတင်းကိုဂိုးမပေးရဘူးဆိုတာမဖြစ်နိုင်တော့ကျွန်တော်အမြင်မှာရှိတယ်ဟုတ်ပြီကျွန်တော်တို့အဲ့တော့စပိုတင်းဘက်ကနေတော့စဉ်းစားမယ် စပိုတင်ကဒီယာဒီမာကျွန်တော်တို့ဂိုမပီးရတဲ့ပွဲစဉ်တွေများတယ်ကျွန်တော်တို့ဒီယာဒီမာစပိုတင်တီရှုံးပွဲတီဘယ်နှပွဲမှမရှိဘူးပေါ်တူဂုတပွဲရှုံးထားတာရယ်ဖင်ပီကာကိုစူပါကပ်မှာယာဒီအဖွင့်ပွဲရှုံးထားတာရယ်ပေါ်တူဂုတပွဲရှုံးထားတာရယ်နောက်ပြီးတော့ကျွန်တော်တို့နပိုလီကို2-1နဲ့ချန်ပီယံလိမ့်မှာရှုံးထားတာကလည်းလွဲရင်ဒီယာဒီမာစပိုတင်ကရှုံးပွဲ3ပွဲပဲရှိတဲ့စပိုတင်ရဲ့ခြေစွမ်းကလည်းကြောက်စရာကြီးလက်ရှိအဆင့်တန်းရတယ်စပိုတင်က10မှတ် ဘာယံကဆန်နမတ်ဖြစ်နေတဲ့အနေအထားမျိုးမှာအကျိတ်နယ်ရှိမှာအဲ့လိုအဲ့ဒီမှာဘာယံရဲ့ကိုပေါင်း body ကြီးတည်နှလုံး55စားတည်ပြင်းတယ်လို့ကျွန်တော်ကသတ်မှတ်တယ်မယုံဘူးကျွန်တော်အမြင်အရပြောရင်သုံးလုံးကမှအပြတ်စားမယ်အဲ့တော့ကျွန်တော်မယုံဘူးအမှန်တမ်းပြောရင်ဟိုတနေ့ကကျွန်တော်မတ်ထစ်ပွဲကိုကျွန်တော်ညံ့တာပါတယ်အဲကျွန်တော်တောင်းပြောခဲ့သေးတယ်ဘာစီလိုနာအောင်ထားတယ်မတ်ထစ်သုံးခုပြတ်ဖို့ရမလွယ်ဘူးလို့ကျွန်တော်ထင်တယ် အမှန်တကယ်ကဆက်တာဖီကိုကျွန်တော်ကြိုက်ပါတယ်ဆက်တာဖီကိုကြိုက်ပေမဲ့ကျွန်တော်ပြောသလိုပဲဟိုကျွန်တော်ကဟိုအမှန်တိုင်းပြောရင်ဗျာမတ်ထစ်ကြီးကအရန်ပြင်းတော့နည်းနည်းကြောက်သွားတာသွေးမရှိတာပေါ့ဒီအတွက်ကကျွန်တော်ကိုခံလိုက်ရတာအဲ့တော့ထားပါအဲ့တော့အားကြီးမပြောချင်တော့အဲ့တော့ခုလက်ရှိလေကျွန်တော်ပြောချင်တာကဘာရန်၃ခုပြတ်ဖို့ရတာမလွယ်ဘူးဘာကြောင့်လဲဆိုတော့၃ခုပြတ်တဲ့အသင်းတီဒက်ဖန်ကောင်းမှရတာဒက်ဖန်ကဘာရန်အဲ့လောက်မဟုတ်ဘူးအဲ့တော့ကျွန်တော်ဘာရန်အသင်းကိုမကြိုက်ဘူးအဲ့တော့အဲ့တော့ sporting ကြိုက်လားလို့မေးရင် ဘိုင်ယန်ကွင်းမှာစိတ်အရီနာကွင်းမှာမလွယ်ဘူးဘိုင်ယန်ကကြာစီဝါးစီကန်တဲ့အဲ့ဒီကွင်းရောင်းတယ်အဲ့တော့အဲ့ဟာလည်းတစ်ချက်ရှိတယ်အဲ့တော့ဘာသွားတွေ့လဲဆိုဂိုးဘော်ကြီးကိုကျွန်တော်သွားတွေ့တယ်တုံးတုံးမှာပြန်90ရှုံးဝင်ပြီးထားတယ်ကျွန်တော်အမြင်ရပြောရင်ဘလူးကန်ကန်အဲ့ဒီဘွယ်ကတုံးလုံးသွားတယ်ဘလူးကန်ကန်တုံးလုံးသွားတယ်ဘာကြောင့်အဲ့တော့ကိုနေရခမရမေးစရာရှိမယ်ဘိုင်ယန်ကန် 6ပွဲဆက်တိုက်ကိုပို့ထားတာခင်ဗျပေါ်ပါအောင်မလားလို့မမင်းနဲ့အရှိမဒီယာဒီမာကိုဘာရန်က6ပွဲဆက်တိုက်ကိုပို့ထားတာအဲ့ဒီစနောကပါဖို့လို့ဘာလို့ဝါတာဘီမာဟောပိုင်းဘာညာအကုန်လုံးကိုဘာရန်က6ပွဲဆက်တိုက်ကိုပို့သွားတာအဲ့ဒီရှိမရက်ကော်ရှိအဲ့ဒီ6ပွဲဆက်တိုက်ကိုပို့တာကဒေါ် prime prime back ကို3စီးနဲ့ရှုံးတဲ့ပွဲမှာကြာသွားတာခုမှဘာရန်ကိုပို့ထားတာ6ပွဲပဲရှိသေးတာ6ပွဲပဲရှိသေးတာ90ကတော့ဘလုံးနေနေ ရင်းရမှာပဲဘလုံးနေနေဘိုင်ရန်ကတော့ရင်းရမှာပဲကျွန်တော်အမြင်ရပြောရင်တုံလုံးပြားစဲပြား90ရှုံးနေရတော့ဖိန်တုံးမဲလို့ကျွန်တော်မြင်တယ်ဘလုံးနေနေ90ရင်းပြီးတော့စောင့်ကြည့်မယ်ကျွန်တော်ကဂိုးပေါ်ကြိုက်တယ်အဲ့တော့ဒါကတော့ဟိုကျွန်တော်ရဲ့မွေးနေ့လက်ဆောင်ဖြစ်တယ်ပေါ့ဒါအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့အောက်ကဒီကျွန်တော်ပြောချင်တာ YouTube ကညီကိုလေး Facebook ကညီကိုရင်းနေအောက်ကကျွန်တော်ရဲ့ Telegram free channel link တွေကိုလည်း join ပေးကြပါဦးလို့မေတ္တာရက်ခံကြပါတယ် དབུགས